မြောက်ကိုရီးယားနိုင်ငံကကဘာကတိကွမရတဲ့လူဝချက်ဆယ်ခုကို ဖော်ပြပါမယ်။နံပါတ်10နိုင်ငံခြားသားပြန်ပြီးဆွဲဆောင်များ1980ပြည့်လွန်နှစ်တွင်မှာမြောက်ကိုရီးယားတည်ထောင်သူကင်အီဆွန်းကဂျပန်ကမ်းရိုးတန်းမြို့တွေကဂျပန်လူငယ်တွေကိုပြန်ပြီးဆွဲပြီးဒူးစကန်တွေမှာထားဖို့အမိန့်ပေးခဲ့ပါတယ်။သူတို့ကိုအွန်တော်စေချောပြီးတချို့ကိုဂျပန်ကိုတချို့အဖြစ်ပြန်လုပ်ခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့တရုတ်ပါဝင်အခြားနိုင်ငံတွေကပါပြန်ပေးဆွဲမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်မြောက်ကိုရီးယားကဒီဆွဆွဲချက်တွေကိုညှင်းဆိုခဲ့ပေမဲ့2002ခုနှစ်မှာတော့နိုင်ငံခြားသား73ယောက်ကိုဖမ်းဆီးထားကြောင်းဝန်ခံခဲ့ပါတယ်မကြာသေးခင်ကဥပမာတစ်ခုကတော့2004ခုနှစ်မှာတရုတ်နိုင်ငံကနေပျောက်ဆုံးသွားတဲ့အမေရိကန်ကျောင်းသားဒေးဗစ်စနီဒင်ဖြစ်ပါတယ်2017ခုနှစ်မှာမြောက်ကိုရီးယားကနေထွက်ပြေးလာတဲ့အဆက်အသွယ်တွေက သူ့ကိုမြောက်ကိုရီးယားမှာအင်္ဂလိပ်ဆရာအဖြစ်တွေ့ခဲ့ပြီးလက်ရှိခေါင်းဆောင်ကင်ဂျုံအွန်းကိုစာသင်ပေးနေတယ်လို့ပြောခဲ့ပါတယ်။သူ့မှာဇနီးနဲ့ကလေးတွေလည်းရှိနေပြီလို့ဆိုပါတယ်။မြောက်ကိုရီးယားကတော့ဒီကိစ္စကိုအတိမပြုသေးပါဘူး။နံပါတ်6တည်သည်ဝလန်နေမြေဩဇာမြောက်ကိုရီးယားမှာအာဟာရချို့တဲမှုဟာ ြီးမားတဲ့ပြဿနာတစ်ခုပါ1990ပြည့်နှစ်လွန်တွေကအငွေဘေးကြီးကြောင့်မြောက်ကိုရီးယား3.8တန်းတောင်တေဆုံးခဲ့ရပါတယ်ဒီနေ့အထိလူဦးရေရဲ့40ခန်းတော့အဟာရချွတ်တဲ့နေဇဲလို့ခန့်မှန်းရပြီးတောင်ကိုရီးယားသားတွေထက်ပြန်းမြတလက်မကနေ3လမထိရပ်ပူကြပါတယ်ဒါပေမဲ့အန်ဩစရာကောင်းတဲ့ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရမြောက်ကိုရီးယားဟာပန်းဒီတက်တော်ဒီနတ်တာရီနဲ့မတ်မွန်ဒီထုတ်လုပ်တဲ့ ထိတ်တန်းဆန်နိုင်ငံထဲမှာပါဝင်နေပါတယ်။ဒါပေမဲ့အသည့်အနှံတွေကဆာလောင်နေတဲ့ပြည်သူတွေအတွက်မဟုတ်ပဲပြည်ပကိုအဓိကအားဖြင့်တရုတ်နိုင်ငံကိုတင်ပို့နေပါတယ်။မြောက်ကိုရီးယားကသူတို့ရဲ့တရားဝင် ကုန်သွယ်မှုစည်ရင်းစရားတွေကိုထုတ်ပြန်လို့မရှိပါဘူး။နံပါတ်၈သူတို့ယုံကြည်သောအရာများ မြောက်ကိုရီးယားနိုင်ငံသားအများစုကသူတို့ရဲ့ခေါင်းဆောင်ဟောင်ကင်ဂျုံအီးဟာစိတ်လုံရှားစရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်ခဲ့တယ်လို့ခိုင်ခိုင်မာမာယုံကြည်ကြပါတယ်။သူရဲ့မွေးဘဝချိန်မှာကောင်းကင်မှာကျယ်သစ်တစ်ခုပေါ်ထွက်ခဲ့ပြီးသူဟာဟာမာကာကိုတည်ထွင်ခဲ့တကကမ္ဘာအကောင်ဆုံးခေါ်သီးရသူ ဖြစ်ခဲ့တယ်လို့အော်ပရာ6ခုကိုလည်းရေးသားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အမှန်တရားကတော့သူဟာဆိုဗီယက်ရုရှားမှာရှိတဲ့ ဒုက္ခတဲ့စကံတို့မှာမွေးဖွားခဲ့တာပါနမခွန်ဝေရှာခြင်းမြောက်ကိုရီးယားဟာကမ္ဘာအချင်းပြတ်ဆုံးနိုင်ငံဖြစ်ပြီးနိုင်ငံတကာရဲ့စီးပွားရေးမလုံနိုင်တဲ့အခါငွေရှာဖို့အတွက်တည်ထွင်ဖန်တီးခဲ့ပါတယ်ကုလသမဂ္ဂကမြောက်ကိုရီးယားစီကနေအီရန်၊ဆီးရီးယားနဲ့ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွေကိုလက်နက်တွေတင်ပို့တာကြားဖြတ်ဖန်ဆီးခဲ့ပါတယ် ကုလသမဂ္ဂကပြိပင်ထားပေမဲ့မြောက်ကိုရီးယားကတော့ဓာတ်တွေဟာတရားမဝင်ဘူးလို့တုတ်ပြန်ပြီးဆက်လက်လှုံ့ဆော်နေပါတယ်။နောက်ထပ်နီလန်တစ်ခုကတော့အကြီးအကျယ်အမကန်လိမ့်လည်မှုပါ။နီလန်တစ်ခုကတော့လက်နက်မကင်အသင့်တဲ့နိုင်ငံတွေကိုလက်နက်ရောင်းချခြင်းပါပဲ။2009ခုနှစ်မှာမြောက်ကိုရီးယားဟာသူတို့ရဲ့အင်ဂျန်မြေနဲ့စစ်ဖက်ရင်တွေအတွက် ကမ္ဘာဈေးကွက်မှာအာမခံဝယ်ပြီးလျှို့ဝှက်စမ်းကြယ်စွာမိလောင်လာထိခိုက်ပျက်စီးတာတွေဖြစ်ခဲ့ပါတယ်။မြောက်ကိုရီးယားဥပရိယာဒီသဘောတူညီချက်တွေဟာမှန်ကန်တယ်လို့ဆိုပြီးအာမခံငွေတွေကို တောင်းဆိုခဲ့ပါတယ်။အလွန်စိတ်ဝင်စားစရာကောင်းတဲ့နောက်ထပ်အချက်တစ်ချက်ကတော့မြောက်ကိုရီးယားဟာနိုင်ငံတကာဖိအားကိုမလိုက်လျောပဲနိုင်ငံတကာကြုံကုံကူးတန်းရောင်းဝယ်မှုကို ပြန်လည်စတင်ခဲ့တာပါပဲ။မြောက်ကိုရီးယားလုံသမားထောင်ပေါင်းများစွာကို ဥရောပသမဂ္ဂနိုင်ငံတွေအထိဆဲလွတ်ထားပြီးပိုလန်သင်္ဘောချင်းဆောက်လုပ်ရေးလုပ်ငန်းများနဲ့လေယာဉ်မြေတွေမှာအလုပ်လုပ်စေပါတယ်။မလေးရှား၊ဂျာမနီ၊အီတလီ၊ဩစတြေးလျနဲ့နယ်သာလန်တို့မှာလည်းအလုပ်လုပ်ခဲ့ကြပါတယ်။သူတို့ဟာတနေ့ကို10နာရီနဲ့12နာရီအထိတစ်ပတ်ကို6ရက်အလုပ်လုပ်ရပြီးသူတို့ရဲ့လစာ90ရာခိုင်နှုန်းအထိကိုနိုင်ငံတော်ကိုပြန်ပို့ပေးရပါတယ်။ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရမြောက်ကိုရီးယားအလုပ်သမား9000ကျော်ဟာနိုင်ငံတော်အတွက် တစ်နှစ်ကိုဒေါ်လာ1.2ဘီလီယံနဲ့2.3ဘီလီယံအထိရှာဖွေပေးနေပါတယ်။နံပါတ်6သဘင်ပုံစံများနဲ့လူနေမှုပုံစံများမြောက်ကိုရီးယားမှာယောက်ျားလေးတွေအတွက်နိုင်ငံတော်ကအတည်ပြုထားတဲ့သဘင်ပုံစံ28မျိုးထားခွင့်ရှိပါတယ်။အကျော်အကြဆုံးကတော့လက်ရှိခေါင်းဆောင်ကင်ဂျုံအွန်းရဲ့ခွက်ပုံစံသဘင်ဖြစ်ပါတယ်။အထက်တန်းကြောင်းပြီးတာနဲ့အလို့တစ်ခုခန့်အပ်ခံရပြီးအဲ့ဒါဟာတသက်တာအလို့ဖြစ်တယ်။ အိမ်ဒီလဲဝယ်လို့ရောင်းလို့ငှားလို့မရပါဘူးဒါတွေအားလုံးဟာနိုင်ငံတော်လူတွေကို ထိန်းချုပ်ဖို့မေးခွန်းတွေမမေးဖို့တော့စီစဉ်ထားတာပါနံပါတ်5မြောက်ကိုရီးယားအင်တာနက်မြောက်ကိုရီးယားဟာအင်တာနက်ကို နိုင်ငံတော်ကထိန်းချုပ်ထားပြီးကမ္ဘာနဲ့မတူပဲကုမ္ပဏီအင်တာနက်နဲ့ပေါ်တူပါတယ်တင်ဝင်ရောက်ကြီးကျယ်ခွင့်ရတဲ့နိုင်ငံတော်ကအတည်ပြုထားတဲ့ website 9000လောက်ပဲရှိပါတယ် ပြင်ပကဘာကသတင်းတွေဒါမှမဟုတ်ဘာတွေဖြစ်နေလဲဆိုတာကိုရှာတွေ့မှာမဟုတ်သလိုတင်းရဲ့သမိုင်းကိုလည်းအနီးကပ်စောင့်ကြည့်ခံရပါတယ်။ဒါဟာမြောက်ကိုရီးယားဟာသူတို့ရဲ့ပြည်သူတွေဟာစားလောင်နေခြင်းမရှိတဲ့သဘင်ပုံစံတူမထားရတဲ့ပြင်ပကဘာအကြောင်းကိုသိသွားမှာကို အလွန်ကြောက်ရွံ့နေမလို့ပါ။နံပါတ်၄အတန်းစားနဲ့အဆင့်အတန်းများမြောက်ကိုရီးယားမှာလူဦးရေအားလုံးကိုမိသားစုရာသပင်ကိုအခြေခံပြီးအတန်းအစားသုံးမျိုးခွဲခြားတာပါတယ်။ ရန်လိုတဲ့မိသားစုအနေဆုံးအဆင့်နိုင်ငံတော်ဆက်ကျင်တဲ့ရာဇဝတ်ရှိသူတွေဥပမာခရီးယံဘာသာကိုကျင့်သုံးတဲ့နေရာပိုင်ဆိုင်တာ ပါဝင်ပြီးစင်းရမွေးတေစာနေထိုင်ရရပါလေတုံလှုပ်ချုပ်ချားနေတဲ့အတန်းစာအလယ်လက်အဆင့်ဘာကောင်းတာမှမရှိတဲ့သူတွေဖြစ်ပါလေအဓိကအတန်းစာအထက်တန်းစာခေါင်းဆောင်မှုကိုထောက်ခံသူတွေဖြစ်ပြီးမြောက်ကိုရီးယားမှာကောင်းတာတတ်မှတ်ခံရတဲ့ဘဝကိုနေထိုင်ရပါတယ် သူတို့ဟာမြို့တော်ပြုံရမှာနေထိုင်ခွင့်ရပြီးငွေကြေးမှောက်ဖို့ဈေးကွက်ကစင်ကန်ပစ္စည်းတွေလျှက်စင်မီနဲ့အစားအသောက်တွေကိုရရှိထားပါတယ်။မြောက်ကိုရီးယားမှာလူဦးရေအရတိုးတက်ပြောင်းလဲခွင့်မရှိဘဲပေးအပ်ခံရတဲ့ဘဝနဲ့ပဲတည်ရှိနေပါတယ်။လူသားတွေကိုဒီလိုတစိုက်ကတ်တဲ့အစစ်အမှန်အတိုင်းအတာကိုမြောက်ကိုရီးယားမှာလျှို့ဝှက်ထားပါတယ်။နံပါတ်3 30တိုင်ပြည်တံမြောက်ကိုရီးယားဟာလူတအူးရဲ့လောက်ရအတွက်မိသားစုတစ်ခုလုံးကိုအပြစ်ပေးပါတယ် တင်ဟာရာဇဝတ်မှုတစ်ခုကျူးလွန်ရင်တင်ကလေးတွေနဲ့တင်မီးတွေပါတင်ရဲ့လောက်ရဲ့အမဲဆက်ကိုခံရပြီးပြစ်ဒဏ်ပေးခံရမှာပါအလားတူတင်အဖိုးကပြစ်မှုကျူးလွန်ခဲ့ရင်တင်ဟာအလုတ်ကျန်းစခန်းမှာနေထိုင်မှာဖို့မြားပါတယ်မြောက်ကိုရီးယားမှာအဆိုးဆုံးရာဇဝတ်မှုတွေကတော့တိုင်းပြည်ကနေထွက်ပြေးဖို့ကြိုးစားတာပါဒါဆိုရင်တင်ဟာတစ်လျှောက်လုံးအလုတ်ကျန်းစခန်းမှာနေရပါလိမ့်မယ် အစိုးရကအနှင်းငယ်လေးတောင်ဝေဖန်တာဟာတည်တံပေးထိုက်တဲ့တစ္ဆာဖောင်းမှုကိုခံရမှာပါအလားတူပဲအနောက်တိုင်းယဉ်ကျေးမှုအကြောင်းလေ့လာဖို့ကြိုးစားတာနိုင်ငံတကာအင်တာနက်ကိုဝင်ရောက်ကြည့်ရှုဖို့နီးလန်းတစ်ခုဒါမှမဟုတ်မောင်ခုသွင်းတာနိုင်ငံညာ DVB တစ်ခုကိုတင်နဲ့အတူတွေ့ရင်ကွက်မြက်ခံရဖို့များပါတယ်နံပါတ်2မြောက်ကိုရီးယားလုံချမ်းစခန်းများမြောက်ကိုရီးယားမှာ ကွက်မြက်ခံလိုက်ရတဲ့ရာဇဝတ်မှုတစ်ခုကျူးလွန်ရင်တင်ဟာလုံချမ်းစခန်းကို ပို့ဆောင်ခံရဖို့များပါတယ်မြောက်ကိုရီးယားစခန်းတဝိုင်းမှာစခန်း16ခုရှိပြီးအကျဉ်းသား2သိန်းလောက်ရှိတယ်လို့ခန့်မှန်းရပါတယ်အလုပ်ကျန်းစခန်းတွေအကြောင်းသိမသိကြပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာကနေလွတ်မြောက်ပြီးအကြောင်းစုံပြပြနေတဲ့သူအနှဲငယ်ပဲရှိလို့ပါထွက်ပေါ်လာတဲ့ဇလန်းတစ်ခုမှာစခန်းကနေထွက်ပြေးဖို့ကြိုးစားတဲ့သူတွေကိုလက်နဲ့ခြောက်ကိုခြီးပြီးခန္ဓာကိုယ်ကယူပုံတရံဖြစ်အောင်ဆွဲထားတာပြီးတော့ရေပြားတွေပူတော်ပြီးအရေးကြီးမှုတွေပောက်တဲ့အထိ မိကြီးမိခဲတွေပေါ်မှာချထားတာတွေပါဝင်ပါတယ်ဒီလိုအကျဉ်းသားတွေကိုဆက်ဆံတဲ့နီလန်းတွေဟာလူခွင့်ရေးစံနှုန်းအားလုံးနဲ့ဆန့်ကျင်နေတာထင်ရှားပါတယ်တဲ့အငတ်ဘေးနဲ့လူသားစားခြင်း1990ပြည့်နှစ်လွန်အလယ်ပိုင်းမြောက်ကိုရီးယားမှာဖြစ်ပွားခဲ့တဲ့အငတ်ဘေးကြောင့်ခန့်မှန်းချီလူပေါင်း3.8သန်းတည်ဆုံးခဲ့ပါတယ်ဒါဟာလူကြီးရဲ့ဆရာကန်နှုန်းလောက်ရှိပါတယ်မြောက်ကိုရီးယားလေယံမြေတွေကိုအသုံးမပြုနိုင်အောင်ရေကြီးမှုတွေဖြစ်ပွားခဲ့တာကြောင့်ပါ နိုင်ငံတော်ရဲ့ကျွေးမိတွေများပြားလာပြီးအညောက်နိုင်ငံတွေရဲ့ဆက်ဆံမှုညှင်းဆန္ဒကြောင့်အစားအသောက်တွေကိုတင်သွင်းဖို့မဖြစ်နိုင်တော့ပါဘူးဆင်းရဲတဲ့တန်းစားတွေရှာဖွေတဲ့အစားအသောက်တွေကိုစစ်တပ်ကသိမ်းယူပြီးအထက်တန်းစားတွေကိုပေးခဲ့ပါတယ်မြောက်ကိုရီးယားတချို့ဟာသူတို့ရဲ့အိမ်မွတ်တိရစ္ဆာန်တွေကို စားပြီးနောက်နောက်ဆုံးအဆင့်အနေနဲ့တယောက်ကိုတယောက်စားကြရပါတယ် အင်ဂျင်မဲတွေတောင်းရနေတဲ့နေရာကနေပြန်ပြီးဆွဲခံရပြီးတက်ပြတ်ခံရကစားတော့ခံရတဲ့ဇလန်းတွေရှိပါတယ်။ဘယ်ကလာမှမသိရင်အသားမဝယ်နဲ့ဆိုတဲ့စကားတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ဒါဟာမြောက်ကိုရီးယားတွင်းကအရက်သားအများပြားဘလောက်တိဆိုးရွားစွာစင်းရဲမဲတွေမှုကို ခံစားနေရလဲဆိုတာကို အကောင်းဆုံးသေဖို့ပြနေပါတယ်။ဒီလိုပဲချက်ဒီတွေကဘယ်အချက်ကိုသင်အများဆုံးစိတ်ဝင်စားခဲ့ပါသလဲမြောက်ကိုရီးယားနဲ့ပတ်သက်ပြီးအခြားအကြောင်းအရာများကို ကြားဘူးပါသလား